မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာတွင်ဖမ်းဆီးချုပ်နှောင်ထားပြီးသွားနှင့်နှလုံးဆက်ဆက်ဝေဒနာများခံစားနေရတော့လေစေကူတာခွင့်အပြည့်ဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်ထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာတွင် လုံခြုံရေးတင်းကျပ်စွာဖြင့်ဖမ်းဆီးချုပ်နှောင်ထားပြီးသွားနှင့်နှလုံးရောဂါဆိုင် ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လေစေကူတာခွင့်အပြေဝမပေးဘဲရည်ရွယ်ချက်ရှိရှိမြင်ပန်းနေဆက်နေကြမြန်မာပြည်ဆန်ဝိတနမဒုတိယပြန်ကြားရေးတာဝန်ခံမဆုငယ်က ပြောပါရယ် ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့ဆက်လေးမိုင်အကွာမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းလူလူကောင်းဆောင်မှာတွားနဲ့ပတ်သက်တဲ့ယောဂါနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂါဝေဒနာများခံစားနေရပြီးစေဝါကုသခွင့်အပြည့်အဝမရှိကြောင်းသိရပါရယ်မြန်မာပရိစနယ်ဝန်ထမ်းမှာအဖွဲ့ဤစုံစမ်းအတည်ပြုချက်အရဒေါ်ဆန်းစုကြည်သည်လက်ရှိချိန်မှာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့်ထံဝန်စာဧည့်သည်ခွင့်မရရှိဘဲအကျဉ်းသားအခွင့်အရေးများပါချိုးဖောက်ခံနေရကြောင်းဒေါ်အောင်ဆန်းစုကြည်ချုပ်နှောင်ထားသည့်နေရာကိုလက်ရှိအချိန်ထိဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးကွက်ခဲ့နေကြောင်းသိရပါသည်။ ကျမတို့အဖွဲ့အစည်းအနေနဲ့သိရှိထားသလောက်ကတော့အန်တီဒေါအောင်ဆန်းစုကြည်ကလက်ရှိမှာသွားနဲ့ပတ်သက်တဲ့ယောဂဝေဒနာနဲ့နှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေကိုခံစားနေရပါတယ်။နောက်ပြီးအသက်ကြီးလာတဲ့အတွက်ကြောင့်စိုးရိမ်နေရတဲ့အခြေအနေနောက်ပြီးလက်တလုံးမှာလည်းအသက်ကြီးတဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေတိတ်ဆုံးနေတာဖြစ်တဲ့အတွက်အန်တီဒေါအောင်ဆန်းစုကြည်အတွက်ကျမတို့အဖွဲ့အစည်းအနေနဲ့များစွာစိုးရိမ်မိပါတယ်ဟုမြန်မာပြည်ဆန်ဝိတ္တနမဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောကြားပါတယ်။ ဒေါ်ဆန်းစုကြည်ကျမ်းမာရေးနဲ့ပတ်သက်၍စေဝါကူတာမှုအချို့ရရှိထားတော်လဲအပြေဝါစေဝါကူတာခွင့်မရရှိကြောင်းထောင်တွင်းရှိဆရာဝန်ကသာတာဝန်အရာစေမီတို့များနဲ့ကူတာပေးသည့်ပုံစံမျိုးဖြစ်နေကြောင်း၎င်းကရှင်းပြပါရယ်။သွားနဲ့ပတ်သက်တဲ့ယောဂနှလုံးနဲ့ပတ်သက်တဲ့ယောဂရောခန်းစားနေရတာအတော့ကြာခဲ့ပါပြီ။စေမီတို့နဲ့ပဲကူတာနေတဲ့အတွက်ကြောင့်ဘလို့မှတတလာမှာမဟုတ်ပါဘူး။အခုချိန်ထိလည်းယောဂဝေဒနာကိုခန်းစားနေရဆဲဖြစ်ပါတယ်ဟုမဆူးငယ်ကဆက်လက်ပြောဆိုပါရယ်။ ို့အပြင်အကျဉ်းသားတဦး၏အခွင့်အရေးဖြစ်သည့်မိသားစုနှင့်ထောင်ဝင်စားအတွေ့ခွင့်ကိုမရရှိအောင်ပိတ်ပင်ခံထားရသည့်တဦးရီသောနိုင်ငံ၏အကျဉ်းသားဖြစ်ပြီးထောင်ဝင်စားအတွေ့ခွင့်သည်အကျဉ်းသားတိုင်းရရှိရမည့်အခွင့်အရေးဖြစ်သည်ဟုအကျဉ်းထောင်လက်ဆွဲဥပဒေတွင်တည်ယဝင်ပြဋ္ဌာန်းထားတော်လဲယခုကဲ့သို့မိသားစုဝင်များနှင့်ထောင်ဝင်စားအတွေ့ခွင့်မပေးခြင်းလုံလောက်သည့်ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းသည်ယူရအချက်ရှိရှိဖြင့်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်ကြောင်းမြန်မာပြည်စံဝိတ္တနကတည်ယဝင်သတင်းထုတ်ပြန်ထားပါသည် money okay. ်ထို့သို့ထောင်နှင်းရှိလူမှုကောင်ဆောင်၏အခြေအနေများနှင့်ပတ်သက်၍မြန်မာပြည်ဆန်ဝတ္တနက် MPW အဖွဲ့နှင့်ယုံကြည်စိတ်ချရသည့်တရင်ရှင်မြေမိဖက်အဖွဲ့စည်းများနှင့်ဆွေးနွေးတိုင်ပင်၍တရင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မိဖက်အဖွဲ့စည်းတွေရဲ့နာမည်ကိုတော့လုံခြုံရေးအရာထည့်သုံးပိုင်ခွင့်မရရှိသေးတဲ့အတွက်ကြောင့်ကျမတို့အဖွဲ့စည်းအနေနဲ့ပဲတာဝန်ယူထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဟုမက်ဆူးငယ်ကရှင်းပြပါသည်မြန်မာအချင်းထောင်တက်တဲ့ MPW အဖွဲ့အနေဖြင့်ဒေါအောင်ဆန်းစုကြည်ကိုအာနာသိန်းစစ်ကောင်စီ ကမတရားချုပ်နှောင်ထားမှုအကျဉ်းသားအခွင့်အရေးပေးပြတ်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်အပြည့်ပြည့်ဆိုင်ရာအတိုင်းအဝိုင်းကပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်တောင်းဆိုကြောင်းလည်းထုတ်ပြန်ကြမှာပါရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုမတရားဖန်ဆီးအကျဉ်းချမှုနဲ့နောက်ဆက်တွဲအတွက်တာဝန်ခံရမယ့်သူများတွင်အကျန်းဖက်မင်းအောင်လိုင်းစိုးဝင်းတို့အပါအဝင်ပြည်ထရေးဝန်ကြီးဟောင်းဆိုထုတ်လက်ရှိအနာပေးခံရသူပြည်ထရေးဝန်ကြီးဟောင်းရှာပြေလက်ရှိနေဆက်ရေးရာဝန်ကြီးပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်လက်ရှိကာဆာထအချောင်းမှုများဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်ဦးဒုတိယဗိုလ်ချုပ်ကြီးဒေသကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံမြအကျဉ်းဦးစီးဌာနညွှန်ကြားမှုချုပ်ဟောင်းစောဝင်းအကျဉ်းဦးစီးဌာနညွှန်ကြားမှုချုပ်မျိုးဆွေလက်ရှိနေပြည်တော်အချုပ်ထောင်ထောင်ပိုင်ဦးသိန်းစော်မောင်ဒုထောင်ပိုင်ဦးကျော်သူရဦးစီးရာရှိဦးအောင်တန်းမြင့်လက်ထောက်ကြီးကြပ်ရေးမှုကျော်မင်းထိုက်ဦးစီးရာရှိသိန်းကင်းမြင့်လက်ထောက်ကြီးကြပ်ရေးမှုမေသူအောင်တို့ပါဝင်ကြောင်းသိရှိရပါသည် အလာဒူဒေါအောင်ဆန်းစုကြည်ကိုတရားစွဲအချင်းချာရမှာ အကျန်းဖက်စစ်ကောင်စီအလို့ကြစပူတီရီမြို့နယ်တရားသူကြီးဦးမောင်မောင်တွင်ဒက္ခိဏခရိုင်တရားသူကြီးဦးရဲတွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနှင့်မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါခင်သိန်းဝေတို့မှလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည် ထို့အပြင်မြမအချင်းထောင်တက်တဲ့ MPW အဖွဲ့အစည်းအနေနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လုပ်ပေးရင်းနဲ့ပတ်သက်၍နိုင်ငံတကာကောင်းဆောင်များအနေဖြင့်စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံရှိအာဏာသိမ်းစစ်တပ်ပေါ်တန်တမာရေးဖိအားပေးခြင်းဖြင့်စစ်ကောင်းဆောင်များနိုင်ငံပြင်ပသွာလာမှုများကိုကန့်သက်ခြင်းပြုရန်ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်လပ်သောလူခွင့်ရေးအဖွဲ့များနဲ့ ICRC ကချက်ချင်းသွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါ်အောင်ဆန်းစုကြည်တို့ဦးရေချိုးဖောက်ခံထားရသည့် မိသားစုဝင်တို့ဆက်ဒေါအောင်ဆန်းစုကြည်တို့ရဲ့ချိုးဖောက်ခံထားရသည့်မိသားစုဝင်တို့သက်ဆိုင်သူများနဲ့ထောင်ဝင်စာဧည့်တွေတွင်ကိုအကျဉ်းသားခွင့်ရရောက်အပြည့်ဝပေးရအာနာသိန်စစ်ကောင်းဆောင်များကိုဖိအားပေးတောင်းဆိုရန်စသည့်အချက်လေးချက်ကိုလည်း MPW ကနိုင်ငံတကာအဖွဲ့အစည်းများနဲ့နိုင်ငံတကာကောင်းဆောင်များထံသို့တောင်းဆိုထားကြောင်းသိရှိရပါသည် ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့မော်ဘီမျိုးမရဲစကန်ကိုယမန်နေ့ညပိုင်းအဝေးထိန်းမှိုင်းဖြင့်မိုင်းခွဲတိုက်ခိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမျိုးနယ်မော်ဘီမျိုးမရဲစကန်ကိုမိုင်းခွဲတိုက်ခိုက်ခဲ့ရာရဲတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာမီ1တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်။ယမန်နေ့ဇွန်လ29ရက်ည10:25မိနစ်အချိန်အကြမ်းဖက်စစ်တပ်လောက်က မော်ဘီမျိုးမရဲစကန်မှအဆောင်ရဲများကိုအဝေးထိန်းမှိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲတအုပ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလမ်းများပိတ်ဆို့စစ်ဆေးမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။ညကမစ်ရှင်လုပ်တဲ့အချိန်မှာအဆောင်ရဲတယောက်ထိတဲ့နောက်ပိုင်းလမ်းတွေပိတ်တာစစ်ဆေးတာလုပ်တာရှိတယ်။အဝေးထိန်းမိုင်းကိုလက်ပစ်မိုင်းကပ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပြင်းအားကတော့တော်တော်ပြင်းပါတယ်။အတန်လဲအတော်ကျဲတယ်။ကျွန်တော်တို့ရဲဘော်အားလုံးအေးဆေးပါပဲဟုရန်ကုန်အာမေ YA မှတာဝန်ရှိသူတို့ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခေပါကာဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူက ာခွေပျောက်ကြားရဲဘော်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်၍တိုက်ခိုက်သွားမည်ဖြစ်ပြီးပြည်သူများအနေဖြင့်စစ်ကောင်စီတက်စကန်ရဲစကန်တောက်တိုင်များအနေတွာလာနေထိုင်ခြင်းမပြုကြပါရန်သတိပေးထားကြောင်းသိရှိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့ညောင်ကုန်းရဲစခန်းအနီးမှာဆက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်အရာခံဘိုးအပါလေးဦးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ပြစ်ခတ်ရှင်းလင်းတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးပြော့ဝဲမြို့နယ်ညောင်ကုန်းရဲစခန်းအနီးမှာဆက်ကြီးကောက်ခံနေတဲ့စေအုပ်စုနဲ့ပြည်သူ့ကာကွယ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အောင်စမ်းလက်နက်မအောင်စမ်းမြေတပ်ဖွဲ့စီကသိရပါဗျ။ဇွန်လ26ရက်နေ့ညောင်ကုန်းရဲစခန်းအနီးမှာစစ်ကောင်စီလေးဦးရဲတအူးနဲ့ပြူစောတီတအူးတို့ဆက်ကြီးကောက် င်နေချိန်အောင်ဆန်းမြေတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှု၃မိနစ်ခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အပြန်အလှန်ပစ်ခတ်မှုတွင်စစ်ကောင်စီတပ်အရာရှိအရာခံဗိုလ်တဦးစစ်ကောင်စီတပ်အရာခံဗိုလ်တဦးအပါအဝင်၄ဦးသေဆုံးပြီးပြူစောတီကျဲတဦးလက်နက်ယူပြီးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ ရဲစခန်းအနီးကဂိတ်ကိုလမ်းကြောင်းအခြေအနေသေစိတ်စောင့်ကြည့်လေ့လာပြီးအသာစီးရယူလှုပ်ဆောင်ခဲ့တာမို့၃မိနစ်နဲ့အမြန်ဆုံးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။သူတို့ကခီးသွားပြည်သူတွေစီကကောက်နေတာပြည်သူတိုင်းအသိပါဟုအောင်စမ်းမြေတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာရဲစခန်းအနီးမှာဖြစ်ပြီးစစ်ကူလာရင်၅မိနစ်တွင်ရောက်နိုင်ပေမယ့်ပြစ်ခတ်မှုဖြစ်ပြီးတနားရီလောက်မှသာစစ်ကူတချို့ရဲစခန်းထဲကနေထွက်လာကြတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေစီကနေ MA1 တနက်၃လက်တလက်ပြည့် ီ9.56တကြီ64တောင်း64တောင်းခရီးသွားပြည်သူများစီမှ GJ အတ္တမကောက်ခံငွေ38,500ကျပ်နဲ့ဖုန်းနှလုံးသိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်။